ဒီကတော့ကိုကြီးကညွန်ပေးရပါတော့ဒရိုက်တာကိုကောက recommend ပေးပေးခဲ့တာပေါ့နော်ကျေးဇူးတင်ပါတယ်ကိုကတော့ဟိုကိုရီးယားစကားကောင်းကောင်းပြောတယ်လို့ဆိုကျွန်တော်သွားမြင်တာပေါ့နော်သူတင်မိတဲ့ကိုရီးယားစကားတွေလည်းရှိပါတယ်ကျွန်တော်လည်း Facebook မှာရေးပြပါတယ်ကိုကြီးကတော့ ကုန်လုံးပြည့်စုံနေရဲ့အဲပုံကောပေါ့နော်အားစားဆိုတာလည်းအားစားလို့ရတယ်ကြိုက်တယ်အားစားဘတ်ဆိုလည်းကြိုက်တယ်အစိုးပိုင်းမှာလည်းရတယ်တေးဆောင်ပိုင်းမှာလည်းရရပေါ့နော်အရင်တော့ဆိုရင်အငိမ့်နေပါတယ်ဆိုလည်းခါရဘတ်ဆောင်ရတာပေါ့နော်ကိုယ်အများနှုတ်နေရတယ်ဆိုတော့ဒီပြီးတက်ကြည့်လိုက်ယောဂကြီးမှာစိတ်ညစ်စရာတွေကြီးပဲဒါပေမဲ့စိတ်ညစ်စရာတွေခံစားနေမပြီးဘူးတော့ပျော်နေတယ်ပျော်နေတယ်ဆိုတော့ကျွန်တော်ကဟိုအဲ့လိုမျိုး ပြီးပြီးတော့အဲ့လိုကြီးနေရမဟုတ်ဘူးဒါပေမဲ့ကျွန်တော်ကိုကျွန်တော်ပြောင်းအောင်မဲနေတယ်ကျွန်တော်စိတ်ညစ်စရာအထက်အကောင်းမြင်တဲ့စိတ်လေးနေပဲကျွန်တော်တွေးရ ော့ဒီကားမှာကြတော့ကိုထွင်းရဲ့ကောင်းမလေးပေါ့နော်အဲပြီးတော့မိဘတွေကိုလည်းအကူညီပေးခြင်းနဲ့အမိသားစုလုပ်ငန်းမှာလည်းကူညီပေးခြင်းနဲ့ကောင်းမလေးပေါ့ဒီကတော့ကိုကြီးကညွှန်ပေးရပေါ့နော်ဒရိုက်တာကိုရကောက်ကိုလည်းလူရှာနေတဲ့အချိန်မှာတော့ဟိုလူရှိရပေါ့နော်အဆင်ပြေနိုင်လားပေါ့အဲ့လိုပုံစံမျိုးနဲ့အာ recommend ပေးပေးခဲ့တာပေါ့နော်ကျေးဇူးတင်ပါတယ်ခလီးတွေကတော့တော်တော်များများအသိမလားသူတို့ငယ်ငယ်တော့ကျွန်တော်တို့တချင်းနေနေဆိုတော့အဲပရိသတ်တွေဖြစ်နေကြတော့ဟုတ်ကဲ့သူနဲ့ကအရှိမကျွန်တော်တို့ brown ချက်ခဲ့ဆိုတော့ကားလေးရိုက်တယ်။အာသာဆိုးလို့နော်။ရိုက်တဲ့အချိန်မှာအဲဒီကားလေးရိုက်ဖို့အတွက်ကိုအဂမန်နဲ့စကားပြောကြတဲ့အချိန်မှာကျွန်တော်ကက်ဆင်နဲ့ခွဲကြတယ်။အဓိကတော့ကိုအဂမန်ကလည်းကုကြီးတောင်းတယ်။အဲဒီလိုအပ်တာကိုပြောပြတယ်။ဆိုတော့ သူက group ကကြောင့်ပုံစံနဲ့သွားကျင်နေဆိုတော့သူကဘာသာစကားတစ်ခုကိုလည်းနောက်ထပ်ပြန်ကျင်ရင်ပြောနိုင်တဲ့လူတွေရတယ်သူလူကျင်နေတဲ့လူကျင်နေဆိုတော့သူကတော့ကိုရီးယားစကားကောင်းကောင်းပြောတယ်လို့ဆိုတော့ကျွန်တော်သွားမြင်တာပေါ့နော်။ဒါသူသမီးတားကိုရီးယားစကားတွေလည်းရှိပါတယ်။ကျွန်တော်လည်း Facebook မှာရေးပြပါတယ်။အဲ့တော့သူတို့ရှိရဲ့ဘောကတစ်ချက်ကြည့်လိုက်။အကြည့်လိုက်ဆိုတော့သူ့ရဲ့ နော်လုံနိုင်စွမ်းရယ်နောက်သူရိုက်ထားတဲ့ဟာလေးအချက်လေးလာတယ်ကိုကကသဘောကျရင်တော့သူရှိရကျွန်တော်ဒီမှာဒရိုက်တာဆုံးဖြတ်တာဟုတ်ပါဆက်စားခြင်းတော့ကိုကကနေဂျီကိုဆက်တယ်တော့တော့ကိုထွန်းက recommend ပေးထားလို့ဆိုတော့အရင်မပြောသေးဘူးကိုရဒီလိုလိုရှိရပေါ့နော်ဆင်ပြေလာနေဂျီနဲ့စကားပြောကြည့်ပြီးတော့အဲရှေ့ရရိုက်ထားတဲ့ဟာလေး profile လေးနည်းနည်းကြည့်ပြီးတော့မှဆုံးဖြတ်ပြီးတော့မှ confirm ဖြစ်ပြီးွားတော့မှကိုကြီးက recommend ပေးရတယ်လို့ပြောတာပေါ့နော်ဟုတ်ဆိုတော့ပျော်ရတာပေါ့ဟုတ်သူကဘယ်လိုလဲဆိုတော့ ဒီဇလန်နဲ့လိုက်ဖက်ဖို့အဓိကဥတီရပါနော်ဇလန်နဲ့လိုက်ဖက်ဖို့အဓိကဥတီရဆိုတော့တေးဥဆောင်နိုင်နဲ့တေးဥဆောင်နိုင်ကအများကြီးရှိတယ်။ဒါပေမဲ့ကိုအက်ကမန်တောင်းဆိုလာတဲ့အထင်မှာသူတိုင်ပင်လာတဲ့အထင်မှာလိုအပ်ချက်တွေသူသူလိုချင်တဲ့လိုအပ်ချက်လေးရှိရဲဆိုတော့သူကအရန်လဲမျက်နှာမသိချင်ဘူး။အရန်လဲဟိုအတွေ့အကြုံရှိရပြီလို့မဖြစ်ရှင်ဘူး။သူကအဲ့ဒီပုံစံနဲ့အများကြီးပေါ့သူခေါင်းစဉ်အောက်မှာရှိတဲ့အထင်မှာမဖြစ်ချင်တော့ကျွန်တော်တို့နဲ့ညီမလေးနဲ့အလုပ်လုပ်နေရရှိရဲအရှင်မှာဆိုတော့ဟိုအဲ့လိုဇက်ကောင်စရိုင်းနဲ့ကြတော့သူနဲ့နည်းနည်းလေး ဟိုတရားရဂိုင်းလုံးနှီးပါလောက်ကိုလိုက်ဖက်မယ်လို့ကျွန်တော်မြင်မိကြတယ်ပေါ့မြင်မိကြတဲ့ပုံမှာပဲအဓိကကတော့ writer နဲ့ဒီ production man ကရေးချဲသွားတာဟုတ်သူအနေနဲ့ကျွန်တော်အမြင်ပေါ့နော်တယောက်တည်းအမြင်ပေါ့ဒီဇာကားကသူသူ့အတွက်နောက်ထပ်လုံးနေကြ character တွေတဲ့မှာမှာဘယ်လို presentation မျိုးနဲ့တရားဆောင်ပြသွားနိုင်မလဲဆိုတော့စိန်ခေါ်မှုတစ်ခုကိုသူရအောင်လုပ်ရမယ်လို့ကျွန်တော်မြင်ပါတယ်ဟုတ်လဲဆိုတော့တရားဆောင်တော်တော်များများက စကားကြီးတော့မှန်အောင်ပြောကြရတယ်ကျွန်တော်တို့လည်းအဲ့လိုငငယ်တော့အလူဖြတ်တန်းခဲ့ကြရတယ်ဆိုတော့စကားမှန်အောင်ပြောမှလားစက်ဖောင်ဖြစ်အောင်လုပ်မှလားဆိုတာဒါသူ့ရဲ့စိတ်ကောင်းမှုပဲအဲ့အဲ့အတွက်သူ့တော့ကတော့ဒါအကောင်းကောင်းမှုနဲ့အဲနောက်တဲ့ opportunity တစ်ခုလို့ကျွန်တော်မြင်မိတယ်ဗျကိုရတော့ အကုန်လုံးပြည့်စုံနေရဲ့အဲပုံကောပေါ့နော်အားကစားဆိုတာလည်းအားကစားလို့ရတယ်စိုက်တယ်အားစားဘတ်ဆိုလည်းစိုက်တယ်အဆုပ်ပိုင်းမှာလည်းရတယ်တေးဆောင်ပိုင်းမှာလည်းရရပေါ့နော်အရင်တော့ဆိုရင်အငိမ့်နေပါဆိုလည်းခါရယ်ဘတ်ဆောင်ရတာပေါ့နော်ဆိုတော့အမြဲတမ်းလည်းကြီးပြတဲ့အမြဲတမ်းလည်းအားပေးရတဲ့ပုံကောတယောက်ပါအဲပြီးတော့တိုက်ဆိုင်တာတစ်ခုကကျတော့ဒီကြီးအကယ်ဒမီရွှေကြိုးပေါ့နော်လောက်တဲ့နှစ်မှာကိုကြီးကအကယ်ဒမီရတာပေါ့နော်အဲနောက်မှဆုံးမပြောပြတော့မှသိတာဟုတ် ကိုရအများကြီးနှုတ်နေရပဲဆိုတော့ TV တက်ကြည့်တာကိုရကြတော့နိုင်တူတော့နိုင်ဆိုတော့နိုင်အဲ့ကားလေးမှာဆိုရင်ပေါ့အရင်အကြိုက်တယ်အဲ့ကားမှာဆိုရင်အဲ့ကားလေးကဟိုလို academy ပေးတယ်ဟိုလိုကားလေးကဖြစ်နေတော့တေချာပေါ့ academy ရမှာဆိုတော့အများကြီးအတိတ်ပြတယ်ဒါဟိုဗီဒီယိုခေတ်ကကလေးတွေဆိုတော့အဲကာလောကကြီးမှာစိတ်ညစ်စရာတွေကြီးပဲဒါပေမဲ့စိတ်ညစ်စရာတွေခံစားရနေမပြီးဘူးတော့ပျော်နေတယ်ပျော်နေတယ်ဆိုတော့ကျွန်တော်ကဟိုအဲ့လိုမျိုး ပြီးပြီးတော့လိုကြီးနေတာမဟုတ်ဘူး။ဒါပေမဲ့ကျွန်တော်ကိုကျွန်တော်ပြောင်းအောင်မနေရကျွန်တော်စိတ်ညစ်စရာအထက်အကောင်းမြင်တဲ့စိတ်လေးတွေပဲကျွန်တော်တွေးရမှာဒေါသထွက်ဒေါသတော့ကျွန်တော်ဒေါသကြီးရဲ့။အမေဒေါသကိုရအောင်ဖေဖေဖေပြီးတော့အထင်ပါလာပြီးတော့ပျော်ပျော်လာတဲ့နောက်ပိုင်းမှာကျွန်တော်ဒီလိုဖြစ်လာတဲ့အင်းနေ။ကျွန်တော်အနေနဲ့ကတော့ခဏလိုပဲကျွန်တော်ကကြီးများတယ်ပေါ့နော်။တခုခုလှုပ်ချင်တယ်ဆို။ဒါပေမဲ့တည်တည်ကြာအခုရေးရခဲ့မယ်ဆိုတော့ကျွန်တော်ဒီတဲ့ပူကောင်းတဲ့ character တွေဒီတဲ့ပူပြီးတော့စာနာထောက်တာအောင်ပြနိုင်တဲ့အဲဇက်ကောင်စီရိုက်တင်မှာကြိုးစားပြီးအားထုတ်ချင်ပါတယ်ဗျ။ကြိုးစားနော်။ စူးစမ်းမယ်လို့ပြောတာပဲစူးစမ်းမှလည်းရမယ်ဘာလို့ကိုကိုတိုင်ကအခုမပြောထားတော့စူးစမ်းလို့လုံးဝမရဘူးသူဖြစ်နေကြတာမှာဒါပေါ်တော့ဇာကားတိုင်းမှာကျွန်တော်တို့နေရတယ်တေးဥဆောင်ခဲ့ဒီပုံစံမဲမဟုတ်ပဲနဲ့တခြားဘလို့ presentation နဲ့ကိုတေးဥဆောင်ဝေရော idea ကိုဘလို့ပုံစံနေသွားခြင်းလဲဆိုတော့တော့လိလာခိုင်းတာလဲဆိုတော့သူမလုပ်လာမလဲတော့မသိဘူးဆိုတော့ရိုက်ရိုက်တဲ့နေချက်တွေ့ရမှာပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်